if only ရလဲကျွန်တော်တို့ i wish နဲ့အသုံးတွေအကုန်အတူတူပါပဲရှင် structure လည်းအားလုံးအတူတူပါပဲရှင်အားလုံးပဲမင်္ဂလာပါရှင် okay အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာ video file လေးကကျွန်တော်လေးကျွန်တော်အသုံးများတဲ့ i wish if only okay အဲ့ဒီနှစ်ခုရဲ့ကြောက်ကြက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်ကျွန်တော်တို့နှစ်ခုလုံးကတော့လေမဖြစ်နိုင်တာတွေကိုစိတ်ကူးရင်ဆန်တဲ့အခါလေးမှာတို့နောက်နောက်တော့ရတဲ့ပုံစံလေးပုံတော့ပြောချင်တဲ့အခါတို့မှာအသုံးပြုတာဖြစ်ပါတယ်နော် okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ i wish Okay အန်ဝစ်မှာပေါ့နော်ကျွန်တော်သုံးတဲ့ပုံစံသုံးမျိုးရှိပါတယ်ရှင်။အရင်ဆုံးကျွန်တော်တို့နံပါတ်1 present and real situation အတိတ်ပဲတော့ကျွန်တော်တို့လက်ရှိကာလမှာမဖြစ်နိုင်တော့တဲ့ပေါ့နော်မဖြစ်နိုင်တဲ့အခြေအနေတခုကိုပေါ့နော်စစ်ကူးရင်ဆက်ဆံတဲ့ပြောချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ရှင်။ဥပမာနဲ့ဆိုလို့ရှိရင်အော်ဒါဖြစ်ရင်ကောင်းမှာပဲပေါ့မဖြစ်နိုင်တဲ့ဟာကိုစိတ်ကူးရင်ဆက်တဲ့ပုံစံလေးပေါ့နော်အဲ့လိုအခါမှာသုံးတာဖြစ်ပါတယ်နော်သူရဲ့ structure ရဆိုလို့ရှိရင်ကျွန်တော်တို့ I wish plus 52 โอเคไอ้ปုံစံนี้เนี่ยยีရပါတယ်เนาะဥမာနေနဲ့ဆိုလို့ရှိရင် I wish I had more free time ငါပေါ့เนาะဆိုလိုတာတော့ငါမှာအချိန်ပိုတွေပေါ့เนาะမင်းများရှိရင်ကောင်းပါပဲပေါ့တကယ်တော့မရှိဘူးလေเนาะနာဥမာနေနဲ့ဆိုလို့ရှိရင် I wish I were taller ငါဒီထက်ပိုပြီးတော့ရက်ရှိရင်ကောင်းပါပဲပေါ့မဖြစ်နိုင်တော့ဘူးလေเนาะအဲ့တော့ဒီနားလေးမှာဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်အိုင်ငါကျွန်တော် words ဝယ်မှာဆိုလို့ရှိရင် words နဲ့တွေ့သုံးတာပေါ့เนาะဒါပေမဲ့ မဖြစ်နိုင်တာကိုစိတ်ကူးရဆန်တဲ့ပုံစံပြောချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ WEIU World နဲ့တွဲပြီးသုံးတာဖြစ်ပါတယ်နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်2နံပါတ်2ကကျွန်တော်တို့ကျွန်တော်တို့ past regret အဲ့ဒီကတော့အတိတ်ကာလမှာပေါ့နော်မလုတ်ခဲလိုက်ရလို့ဒါမှမဟုတ်အတိတ်ကာလမှာလုတ်ခဲလိုက်ရလို့ပေါ့နော်လုတ်ခဲလိုက်လို့တခုခုကိုနောင်တရတဲ့ပုံစံနဲ့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်သုံးတာဖြစ်ပါတယ်ရှင်။ဥပမာပေါ့နော်ဒါပါတော့အတိတ်ကာလမှာပေါ့နော်အဲ့ဒါလေးလုတ်ခဲရင်ကောင်းမှာပဲ။ဒါမှမဟုတ်လည်းအဲ့ဒါလေးမလုတ်ခဲရင်ကောင်းမှာပဲပေါ့။ စသဖြင့်ပေါ့နော်နောင်တရတဲ့ပုံစံလေးနဲ့ပြောခြင်းတဲ့ခါမှာအခုလိုပုံစံလေးနဲ့သုံးတာဖြစ်ပါတယ်နော်โอเคသူရဲ့ structure လေးကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ I wish ကျွန်တော် had +53 โอเคနော်ဥမာနေနဲ့ဆိုလို့ရှိရင် I wish I had studied harder ငါစာပို့ပြီးတော့လေစူးစမ်းခဲ့ရင်ကောင်းပါပဲပေါ့ဒါကြတော့ तू မစူးစမ်းခဲ့နော်နောက်ဥမာနေနဲ့ဆိုလို့ရှိရင် I wish you hadn't said that. မင်းအဲ့ဒါကိုမပြောခဲ့ရင်ကောင်းပါပဲ။ဒါမဲ့ပြောခဲ့လိုက်တယ်လေ။ เนาะအဲ့လိုခါမှာဆိုလို့ရှိရင်အခုလိုပုံစံလေးကိုသုံးတာဖြစ်ပါတယ်เนาะနောက်ထပ်ကျွန်တော်တို့နံပါတ်3သူကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ future desire သူကအနာဂတ်ကာလမှာပေါ့နော်တခုခုဖြစ်ရင်ကောင်းမှာပဲဆိုပြီးပြောချင်လို့ရှိရင်လည်းသုံးပါတယ်ရှင့်ဒါပေမဲ့ तू ကတော့အသုံးနေပါတယ်เนาะ okay သူရဲ့ structure ရပါဖြစ်မလဲဆိုတော့ကျွန်တော်တို့ i wish would plus verb okay ဥပမာနဲ့ဆိုလို့ရှိရင် i wish it would stop raining မိုးတိမ်သွားရင်ကောင်းမှာပဲပေါ့နောက်ဥပမာနဲ့ဆိုလို့ရှိရင် I wish you would call me more often. မင်းကဖုန်းခဏခဏခေါ်လို့ရှိရင်ကောင်းပါပဲပေါ့။ Okay, ဒါပေမဲ့အသုံးလေးတော့နေရတယ်လေ။နေမှာသုံးချက်ကနော်။ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ if only ပေါ့။ Okay, ဒီ if only ကလည်းကျွန်တော်တို့ I wish နဲ့အသုံးလေးအကုန်တူတူပါပဲရှင်။ Structure လည်းအားလုံးအတူတူပါပဲရှင်။နော်ကျွန်တော်တို့ I wish အစားကျွန်တော်တို့အဲ့ဒီနေရာမှာ if only နဲ့အကုန်သုံးလို့ရပါတယ်နော်။ဒါပေမဲ့ဘာလေးကွာသွားလဲဆိုတော့ကျွန်တော်တို့ I wish as a if only နဲ့သုံးလိုက်တယ်ဆိုလို့ရှိရင် तू ကပို့ပြီးတော့ emotion mind စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ပြင်းထန်တဲ့ပုံစံပို့ပြီးတော့လေးနက်တဲ့ပုံစံဖြစ်ပါလေနော်အဲ့တော့ကျွန်တော် I wish as a if only သုံးလို့ရပါတယ်ခုနလိုမျိုးပေါ့စိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်ပိုင်းဆိုင်ရာတော့ပို့ပြီးတော့လေးနက်တဲ့ပို့ပြီးတော့ပြင်းထန်တဲ့ဆိုတဲ့ပုံစံဖြစ်ပါလေနော် structure ကြီးလည်းအားလုံးအတူတူပါပဲအသုံးပြုတဲ့ပုံစံကြီးလည်းအားလုံးအတူတူပါပဲနော် Okay အဲ့တော့ကျွန်တော် I wish if only အသုံးပြုဖို့လေးရှင်းသွားပြီးထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်